Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ collective reading လေးတစ်ခုထပ်လုပ်ပေးမယ်နော်အခု collective reading လေးကတော့အဲတင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှဒီတိုင်းပဲဟိုပါပေါ့နော်မြင်တာလေးတွေကြည့်ပြီးတော့မှ ပြောမယ် and feeling ကလေးတွေလည်းကြည့်မယ်အဲ့လောက်ပါပဲနော်တော့ collective reading ဆိုပိုင်းရေးစရာမလိုဘူးအဲ့ဒါလေးတော့ထပ်ပြီးတော့ပြပြပြရနော် ောက်ဆုံးခံနေယူလိုက်မနော်ခွင်းတော့ဝမ်တဆုံးတယောက်ကတင့်ကိုလေတဆုံးတယောက်ကတင့်ကိုမျက်နှာလွှဲထားတယ်နော်ဒါဆက်ဆက်ရေးတခုကပြီးဆုံးသွားတာပေါ့နော်တင်းရဲ့ relationship ဒါမှမဟုတ်လို့ရှိရင်သင်တို့ရဲ့ဆက်ဆံရေးတစ်ခုခုကပြီးဆုံးသွားတာများလား night of cup night of cup တဖက်ကလူ ਆ ပေါ့နော်တဖက်ကလူ ਆ လာပြီးတော့မှဆက်သွဲချင်ဆက်သွဲတယ်ဘယ်လိုအပေးယူလုပ်တယ်ပေါ့နော်အပေးယူတခုခုလုပ်တယ်အပေးယူတခုခုလုပ်တာကိုလေတင်ရလက်မခံအောင်နော်တင်တစုံတင်ရမျက်နှာလွှဲထားတယ်ခင်ဗျာပနိကာ ူကလေอืมအဲ့ဒီသူကပတ်စံရှိတဲ့သူမောစာအနာရှိတဲ့သူတယောက်ဖြစ်နိုင်တယ်သူကိုယ်တိုင်မလာဘူးဆိုလို့ရှိရင်တော့သူကသူ့ရဲ့တပည့်တပန်းနေဒါမှမဟုတ်လို့ရှိရင်သူ့တငယ်ချင်းနေလူတွေကိုရှေ့ပြေးလွတ်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်တင့်ကိုကမ်းလှမ်းတာမျိုးပြန်ပြီးတော့မှ ပြန်ပြီးတော့အဆင်ပြေအဆင်ပြေအောင်လို့ပေါ့နော် အဲ့ဒါကိုသင်္ကာမျက်နှာလွှဲထားတယ်တရားလဲသူကမ်းလှမ်းတာမျိုးသူကိုဘယ်လိုပြောမလဲ ကိုပြန်ပြီးတော့မှလေပြန်လန်းတာတော့ကတော့အတင်းအဆမဖွဲ့ဘူးပေါ့နော်အဲ့လိုမျိုးတွေ့တယ်အလောက်ကတော့အလောက်နဲ့မရဘူးပေါ့ကွယ်တင်းစီမှလေဘယ်လိုမျိုးအလောင်းနဲ့မလုံလောက်ဘူးပေါ့ကွာနော်သူကန်းလန်းတဲ့အရာနဲ့သူပြောဆိုရင်သူကန်းလန်းပြီးတဲ့အရာလောက်နဲ့သူပြောဥမာတောင်းပန်နေဆိုလို့ရှင်နဲ့တောင်းပန်တာနဲ့မလုံလောက်ဘူး ဲ့လိုပုံစံမျိုးပေါ့နော်ဥပမာအနေနဲ့ပြောတက်စီမှာလည်းရွေးချယ်စရာဒီသူ့ပြင်ရှိနေရနော်ကတ်ဒီကခုံထွက်သွားဆိုခုံထွက်သွားတဲ့ကတ်ဒီကိုကြည့်မယ်နော်ဒီရီထဲမှာလေ a lot of panicker ပနကယ်တွေအများကြီးတွေ့တင်းတို့တွေကငွေကြီးအစီပြေတဲ့သူတွေဖြစ်ကြမယ်နဲ့တူတယ်နော်တင်းစီမှာတစုံနောက်ထပ်အနာသာဝမ်းတခြားတယောက်ရှိနိုင်တယ်နော်ဒီမှာရွေးချယ်ကြနှစ်ခုပြထားဆိုလीနောက်တယောက်ရှိနိုင်တယ်အဲ့ဒီနောက်တယောက်နဲ့တင်းတို့ကကြိုက်တောင်ကြိုက်နေကြပြီလားမသိဘူးနော်အဲ့ဒီနောက်တယောက်နဲ့တင်းနေကကြိုက်တောင်ကြိုက်နေပြီလား ဒါမှမဟုတ်လို့ရှိရင်မကြိုက်သေးဘူးဆိုလို့ရှိရင်လည်းအဲ့ဒီလူတွေကတော်တော်လေးကိုအဆင်ပြေ relationship ဖြစ်မယ်နော်ကြိုက်ကြိုက်ခဲ့တယ်ဆိုလို့ရှိရင်တော်တော်လေးကို relationship အဆင်ပြေမယ်အဲ့ဒီလူကသင်လိုချင်တာကိုအစောအသူတရားထက်ပေါ့နော်အဲ့ဒီလူကသင်လိုချင်တဲ့အရာကိုအစောအလူထက်ပို့ပြီးတော့ပေးနိုင်တယ်သင်လိုအပ်တာထက်ကိုပို့ပြီးတော့ပေးနိုင်တယ် ်တင်အားဂယူဆိုင်မှုလိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီဂယူဆိုင်မှုကိုတင်လိုချင်တာထက်ကိုပိုပြီးပေးနိုင်တယ်ဥမာအနေနဲ့ပြောရပါတော့အဲ့လိုမျိုးတဲ့ ခြံထားခဲ့တဲ့အတွက်လည်းနောင်တမရ။ तू ဘယ်လိုပြောမလဲ။ तू မတနာဘူးပေါ့ကွာပြောချင်တာတော့လေ။အဲ့ဒီခြံထားခဲ့တဲ့လူကိုသင်ကမတနာဘူး။တခုတော့ရှိရပါတော့ energy ကဟိုဘက်ဒီဘက်တော့ shift ဖြစ်နိုင်တယ်เนาะ तू အခုပြောနေတာအတင်မဟုတ်လို့ရှင်သူ့ဘက်ကပေါ့เนาะအဲ့လိုမျိုးဖြစ်နိုင်တယ်အခုပြောနေ story နဲ့မကိုက်လို့ရှင်เนาะ ါဒါသင်တဲ့ energy မကိုက်လို့ပဲเนาะကြော်သွားလိုက်ပေါ့เนาะဒါမဟုတ်လို့ရှိရင်ပြင်းပြနာထောင်ခြင်းနဲ့ရတယ် entertainment အနေနဲ့နာထောင်ခြင်းနဲ့ရတယ်သင်တို့ဘာဆက်ဖြစ်မှာလဲ ့ဤလေတင့်ကိုထားခဲ့တဲ့လူပေါ့နော်တင့်ကိုထားခဲ့တဲ့လူစီကတင့်ကအဲကိုတူပန်ကိုပန်ကြည်တာမျိုးပေါ့နော်ကိုပန်ကိုလည်းငှဲ့ကြည်တာမျိုးကိုတင်ကလိုချင်ခဲ့တယ်နော်ပြန်လိုချင်ခဲ့တယ်လိုချင်တာမရတော့တင်ကဘာဖြစ်လဲဆိုတော့ထားခဲ့တယ်နော်အဲ့လိုမျိုးတစ်ဖက်ဆောင်းနေဖြစ်နေတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးအတွက်ကိုတင်ကသူပြောခဲ့တယ်ပေါ့နော်အဲဘယ်လိုပြောမလဲတင်ဘက်ကပဲအဲ့လိုမျိုး ပေးဆက်နေရတာပေါ့နော်ဖုန်းဆက်ရတာတို့အဲကိုဘငါပဲစခေါ်ရတာအဲ့လိုမျိုးပေါ့နော်တခုခုကတစ်ဖက်ဆောင်းနေဖြစ်နေရရတစ်ဖက်အဲတစုံတစ်ခုပေါ့နော်တစ်ဖက်ဆောင်းနေဖြစ်နေတဲ့အတွက်ကြောင့်သူတင်ရအရာကိုပြင်းပြတတလေးဖြစ်ချင်တယ်အဲ့ဒီတော့သူပြောရဲပေါ့နော်အဲ့ဒီတော့သူ ਨੇ ရန်ဖြစ်တယ်အရာကိုမှသူကကိုဘကူမကြည့်ဘူးနေမှာပေါ့နော်ဒီတိုင်းမှထားလို့လားတော့မသိဘူး တင်ကအဲ့ဒီသူကိုထားခဲ့လိုက်တယ်နော်ထားခဲ့လိုက်ပြီးတော့ချိန်ကျတော့သူကပြန်ပြီးတော့မှကန်းလန်းလာလို့ကန်းလန်းလာတော့လေတင်ကလက်မခံတော့နော်ဘာလို့လဲဆိုတော့အခုနောက်တစ်ယောက်လည်းတင်ကတွေ့ထားတယ်အဲ့ဒီနောက်တစ်ယောက်ကတင်လိုချင်တာထပ်ကိုပို့ပြီးတော့မှပေးနိုင်တယ်သူနဲ့ကလည်းရှေ့ဆက်ပြီးတော့မှအဆင်ပြေနိုင်မယ်ပေါ့နော် နောက်ထပ်ထပ်ထွက်လာတာကအဲ့ဒီသူကလေတင့်ကိုဟိုကလေခုနောက်လူပေါ့နော်နောက်ကပေါက်တဲ့ရွှေကြပေါ့အဲ့လေနောက်နောက်လူဟာတင့်ပေါ်ကိုတင့်ကိုလေတော်တော်လေးဟိုချမ်းချမ်းတသာပြပြဆုံဆုံထားမယ်ပေါ့နော်အဲ့လိုမျိုးသူကရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတင့်ကိုဆင်ပြေအောင်ထားမယ်တင့်ကိုမတောင်းမတမကြောင်းမကြထားမယ်ပေါ့နော် ဒါမဲ့နောက်အရင်လူကလည်းတင်ကိုပြန်ပြီးတော့မှလေအတင်းလိုက်နေရနော်အတင်းလိုက်ပြီးတော့မှကတ်နေရမရမကပြန်လိုက်နေရဒါမဲ့တင်ရတော့တင်ရတော့မရတော့နော်လက်ကိုမကြည့်တော့နော်အဲ့လိုတင်ရလက်မကြည့်ဖို့ကိုတင်ကိုလည်းအဲတစုံတယောက်ကအဲ့ဒီစိတ်ခွန်အားတွေပေးတယ်ပေါ့နော်อืม တငယ်ချင်းတွေအားပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတငယ်ချင်းယောက်ျားလေးတွေအားပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ကလူကြီးတွေအားပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်မိမိဘတွေဘာတွေအားပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကတင်းကို claim ကြီးနေတော့သူ့ကို claim မကြီးနေတော့သူထားခဲ့လိုက်တော့ဆိုပြီးတော့မှတွန်းအားပေးတာမျိုးဖြစ်နိုင်တယ်နော်တရား အကျဉ်းလို့မဟုတ်တော့ဘူးနောက်ထပ်အစ်စ်နော်အစ်စ်ပြန်ပြီးတော့မှတင်းရဲ့ love story ကအခုနောက်လူနဲ့ပြန်ပြီးတော့မှအစ်စ်ပြန်စမယ်နော်အခုလေဒီကြည့်ရဲ့ reading ကြည့်ရဲ့သူတွေထဲမှာလေဟိုမွေးကြီးတော်တော်ဆင်းပြီးကြရတဲ့သူတွေနော် lot of panic ပဲ ကနော်သင်းနှုတ်ကတော်တော်လေးကိုလိုက်ဖတ်တဲ့လူတွေဖြစ်မယ်အဲ့လိုမျိုးပေါ့နော်သူကသင်းကိုရိတ်တကြီးကြီးဖြစ်မယ်တော်တော်အဆင်ပြေရင်မီးမီးပါရတယ်သဘောတူတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ border of the dam မှာကျတော့ night of one သူကတော့သင်းရဲ့အဆက်ဟောင်းကတော့ပြန်လာခြင်းနေထုံးမယ်သင်စီပေါ့နော်အဲ့တော့ဒါတော့လေးကိုခဏထားပြီးတော့ feeling လေးတစ်ချက်ကြည့်ကြည့်မယ်နော် ကဲဖီလင်းပါရှိမလဲဆိုတော့မတော်ခတ်ထားယူမနော် nó chạy yếu mấy nó được cắt chạy yếu mấy nó sẽ chạy yếu mấy tức lấy gì chả nữa nó ဟုတ်ပြီနော်တွေ့ပြမယ်အတုံးစမ်းကြလာတာဒီကလေးနော်စမ်းကြလာဒီကလေးဒါနောက်ဆုံးမှကြလာဒါနောက်ဆုံးမှကြနော်စမ်းကြလာဒီဒီကလေး I told you I told my family about you နော် ငါရဲ့မိသားစုကိုမင်းအကြောင်းကိုပြောပြပြီးသွားပြီနော်မင်းအကြောင်းကိုပြောပြပြီးသွားဆိုပါဦးပြောပြရလဲတော့မသိဘူးနောက်တစ်ခုကကျတော့ I miss you so much ငါမင်းကိုအရင်တတိရတယ်အရင်လွန်တယ်နော်အဲ့ဒါသူပြောတဲ့စကားရဲ့ဘသူ feeling နေပေါ့နော် please forgive me ငါကိုခွင်လွတ်ပါနော် please forgive me ငါကိုခွင်လွတ်ပါနောက်တစ်ခုကကျတော့ I have a lot going on my life နော် ဒါဟိုနေ့ကလည်းပါတယ်ဂိုင်းရဲ့ဘဝမှာအဖြစ်ပြက်သွားတဲ့အရာတွေအများကြီးရှိရပေါ့နော်ဂိုင်းရဲ့ဘဝမှာဖြစ်ပြက်သွားတဲ့အရာတွေအများကြီးရှိရငါအဲ့ဒါပေါ့နော်ပြီးသွားလို့ရှိရင်နောက်က I wish I could share my good news with you ငါရဲ့သတင်းကောင်းတွေကိုမင်းနဲ့ဝေးမြခြင်းနဲ့မင်းနဲ့ပြောခြင်းနဲ့ပေါ့ကွာကိုအဆင်ပြေသူအဆင်ပြေတဲ့အကြောင်းပဲဖြစ်ဖြစ်ပါပဲဖြစ်ပေါ့နော်သူ ူရဲ့ good news လေးတွေပေါ့ကောင်းတဲ့သတင်းလေးတွေမျိုးကိုပြောခြင်းနဲ့မင်းနဲ့တူတူခံစားခြင်းနဲ့ပေါ့နော်သူကအဲ့လိုမျိုးပြောတယ်အဲ့ဒါသူနောက်ပြီးအချိန်ကျတော့ဒါနောက်ဆုံးကြရက်ကနော်ဒါသူ့ဘက်ချမ်းဟာနေနော်သူ့ဘက်ချမ်းဟာတွေကဘာလဲဆိုတော့ I look I look for you I look for you everywhere ငါမင်းကိုနေရာတိုင်းမှာလိုက်ရှာနေဒါအတင်ဘက်ကနော်တင်ပြောမဲ့စကားဘာလို့လဲဆိုတော့တင်ရချန်ထားခဲ့တာဆိုရှင်ကျတော့တင်ပြောမှာဒါတွေပဲပြောမှာလीနော် ီလိုတောင်းပန်တဲ့စကားပြန်ဆုံတဲ့စကားတွေကသူကလိုက်နေဆိုရှင်ညာတော့သူကပြောမှာအဲ့တော့ကျွန်မနှစ်ဖက်ခွေးလိုက်တာပေါ့နော်အဲ့တဲ့ချိန်ညာတော့ when i'm away from you i happier than ever ဒါကသချင်းစာသားလေးထည့်ထားတာနော်မင်းနဲ့ဝေးွားတဲ့အချိန်မှာအရင်ကထပ်ပို့ပြီးတော့မှပျော်ရဲဆိုတာကိုပြောတာအတင်းဘက်ကပြောတာဘာလို့လဲဆိုတော့တင်းရလှဲမကြည့်တဲ့သူဆိုတော့လေငါကဒါလည်းတင်းမဲပြောတာဖြစ်နိုင်တယ်နော်တင်းဘက်က feeling ပဲဖြစ်နိုင်တာပေါ့နော် the timing just wasn't right for us ဒါငါတို့ငါတို့အတွက်အချိန်ကောင်းမဟုတ်ဘူးငါတို့ကအဲဘယ်လိုပြောမလဲအချိန်မတိုင်ခင်စောပြီးတွေ့ခဲ့ရဒါမှမဟုတ်လို့ရှင်အချိန်နောက်ကျပြီးတွေ့ခဲ့တာဆိုတော့ဟိုအချိန်ကောင်းမှမတွေ့ခဲ့ရဘူးပေါ့နော်တခခုလိုလိုအပ်ချက်ရှိနေအောင်စောက်ဒါကတော့သူပြောတာသူကသူ့ family ကိုမင်းချောင်းကိုပြောထားတယ်တဲ့မင်းကိုတတိယတယ်နော်နေရာတိုင်းမှာလိုက်ရှာနေတယ်ပြီးရင် ူရဲ့သတင်းကောင်းလေးတွေကိုမင်းနဲ့ sharing လုပ်ရှင်နဲ့သူ့ဘဝမှာဖြစ်ပျက်သွားခဲ့တဲ့ဖြစ်ပျက်တွေများတယ်ပြီးရင်သူ့ခွင့်လို့ပါအဆောလို့ရှိရင်အရီတန်လေးကတော့ဒီမှာရင်ပြီးသွားပြီ။တင်ရနောက်ထပ်သူ့ကိုထားခဲ့ပြီးအချိန်ညာတော့တင်ရနောက်တစ်ယောက်နဲ့ထပ်တွေ့မယ်။အဲ့ဒီနောက်တစ်ယောက်ကတင်ကိုသူထပ်တာတဲ့ဥစ္စာတွေတင်လို့ချင်တဲ့အရာထပ်ပေးနိုင်တယ်နော်။သူထပ်လဲတာတဲ့တင် လိုချင်တဲ့လိုအပ်ချက်တွေကို तू ကလိုအပ်ချက်တစ်ခုပို့ပြီးတော့မှ तू ကပေးနိုင်တယ်เนาะခံစားချက်ရောဟိုဘယ်လိုပြောမလဲ glue ဆိုင်မှုရောပေါ့เนาะစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပြေဆုံးနိုင်တယ်အဲ့တော့သင်ရင်ပြီးပါတယ်ကလည်းသဘောကျတယ်လို့မြင်တယ်เนาะအဲ့ဆိုလို့ရှင် reading တွေကတော့ဒီလောက်ပါပဲ energy ကြိုက်လို့ရှင်ကြည်ပေးပါเนาะ energy ကြိုက်လို့ရှင်တော့ယူပေးပါ energy မကြိုက်လို့ရှင်လည်း sorry ပါပေါ့เนาะ အားဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်